ားလုံးပဲမိကြလားပါကြော်ကတော့တပါဒီမှာတော့အကေကြီးကျွန်တော်ရှိမှာပိတ်စစ်စစ်ချင်းဂိတ်ဆက်တလို့ဘောကနေပို့လာမှဆိုပြီးအရင်ဆုံးဆုတ်ဖြစ်မဲ့ပိတ်စစ်စစ်ချင်းဂိတ်တွေပြပြပြီးတော့ပါမယ်ကျွန်တော်မိုဘိုင်းဂိတ်တွေ PC ဂိတ်တွေကိုဆုတ်ဖူးမိမယ်ပိတ်စစ်စစ်ချင်းဂိတ်တွေကိုတော့တိတ်မဆုတ်ဖူးသေးပါဘူးဒါကြောင့်ကျွန်တော်အရင်ဆော့ချင်တဲ့ပိတ်စစ်စစ်ချင်းဂိတ်ငေါကူကိုပြပြပြီးတော့ပါမယ်ကဲဒါဆိုဆက်လိုက်အောင်ပထမဆုံးဂိတ်ကတော့ဂေါ်ဝါပါ ကျွန်တော်ငငယ်တော့ဂိမ်းဆက်မှာပထမဆုံးဆော့ဖို့လေဂိမ်းဆိုလည်းမွားဖို့ဒီဂိမ်းကိုဆော့ချင်အကြောင်းရင်တော့ကြိုက်လို့ပါသိချာတော့ဘာမကြိုက်ဘလို့ဆော့နေမှာလဲဟုတ်မလားဘာလို့ကြိုက်ရလဲဆိုတော့ combat play style ဝပွန်နဲ့ပါဝါကတော့ဖြစ်နေတဲ့ခွေတွေရဲ့ပုံစံ story ပဲဖြစ်ပါတယ် story မှာချွေးရင်တခုချင်းနေတာလွှမ်းရင်ပေါ့ကောဝါချဲကိုအလဘဲမှာခွေတွေကဟိတ်ရဲ့ဇနီး pacific နေကိုတက်လိုက်တယ် ောဝမ်မကျော်ဟေဒီယာခွေးတို့ကိုကုညင်းနေတဲ့ပေါ်တစ်ခုပေးလိုက်တယ်ဘလို့ဟိုကမစ်ဖီနီတက်သွားတယ်ဘာလို့ကုညင်းပေးနေသေးရလဲဒီရက်တစ်ခုလွှဲရင်တော့ကောဝါကလည်းတော်တော်ကောင်းတဲ့ဂိမ်းတစ်ခုဖြစ်သွားတယ်ဒုတိယဂိမ်းတော့ Lost Jet EV4 ပါခေါ်လာဂိမ်းမကျတဲ့ကျွန်တော်တို့တော့ဒီဂိမ်းကရှုံးရှင်းနေတစ်ခုပေါ့ Lost Jet EV4 fan ဆိုပေမဲ့ Lost Jet EV3 ရဲ့ fan တော့မဟုတ်ပါဘူးဒီဂိမ်းဆော့ချင်အကြောင်းရင်းကတော့တနက်နဲ့ကနားသူတို့ခေါ်လဲမကောက်သွားကောက်လေကိုလိုက်ပြရတာပို့ပို့လေရမ်းများလားရတဲ့ပစ္စည်းတွေကို customize လုပ်ရတာ actually ရဲ့အသွင်းကဘာဝီ6ကြီးတာ အခြေလေးကောက်ကွယ်ပေးရတာတွေပဲဖြစ်ပါတယ်။တူနီတူဝင်နဲ့မိုင်းနေတာမို့လို့တော်တော်ကောက်တဲ့ဂိတ်တခုလည်းဖြစ်ပါတယ်။တရိယာတော့လွတ်တက်လူတင်ချင်းတူပါ။ကျွန်တော်တို့ဒီကင်းနဲ့ပထမဆုံးမေးဆက်ပေးခဲ့တဲ့သူကတော့ streamer လည်းဖြစ်တယ်၊ solo တယောက်လည်းဖြစ်တယ်၊ပူဝဲကြီးတွေဖြစ်ပါတယ်။ပူဝဲကြီး stream ကိုကြည့်ရင်လည်းကျဲရွယ်ဂိတ်တခုဆိုလည်းမမောက်ဘူး။ဒီ game ကိုဆော့ချရတဲ့အကြောင်းရင်းတော့ open world ဖြစ်တာ၊ cowboy fight ရတာ၊တနင်္ဂနွေနဲ့ပြရတာ၊ကိုယ်လုံးရတွေရကိုင်းစားပေါ်တက်ရမှုရှိရတွေဖြစ်ပါတယ်။ဒါပြင် story ကလည်း absolute cinema ဖြစ်တာကြောင့်မလို့ lower ကိုဆော့ဖြစ်အောင်ဆော့တဲ့ game တစ်ခုလည်းဖြစ်ပါတယ်။ဆိုတော့ Ghost of Tsushima ပါ။ဒီ game ကလည်းပူဝဲကြီးဖြစ်ရနေပဲစသတိခဲ့တာပါ။ တို့ဘယ်နဲ့ဘုံဒီရဆော့ချင်အချက်တွေတော့ဆမူလဲလူရနေကြလူရကစားလို့ရတာအာမန်တေဝိုးလို့ရတာနေတက6တော်လို့ရတာ ability တွေကိုတုံးလို့ရတယ်ပဲဖြစ်ပါလေအကျေဆုံး ability ကတော့ ghost stand ပါ Look at your general. Run. သူတွေကလည်းဖျက်မှန်ဖို့ base UV ဖန်တီးတဲ့လောက်မျိုးတော်တော်ကောင်းတဲ့ဂိတ်တစ်ခုလည်းဖြစ်ပါလေ။နောက်ဆုံးတစ်ခုကလည်း meta slab ပါ။ meta slab ကငယ်ဘွားရဲ့ခြေဥကိတ်တစ်ခုလည်းဖြစ်တယ်လို့ဂိတ်ထဲမှာလည်းခဏခဏဆော့ဖြစ်တဲ့ဂိတ်တစ်ခုလည်းဖြစ်ပါလေ။ဒီဂိတ်ဆော့ခြင်းအခြေတွေကတော့ခြေဥကိတ်တစ်ခုဖြစ်တာရဲ့ဆော့ရတာ fan ဖြစ်တာရဲ့ကတ်တုဆန်ရည်ပဲဖြစ်ပါလေ။ဒီဂိတ်မှာလည်း story ရှိပြီးမှကျွန်တော်က story ထဲသူ့လေးကိုတင်းနေပြည့်တော့ပူကျဲတော့ပဲဖြစ်ပါလေ။ကဲဒီ video လေးတော့ဒီလောက်ပါပဲ။ပိတ်တယ်လို့လည်းကိုဆော့ခြင်းနဲ့ base တင်ဂိတ်တွေချင်ရင် comment ထဲမှာဝင်ရေးပြီးတော့ရောက်ပါလေ။ချုပ်ပြီးတကြည်သူတင်ပါလေ။နောက်ဝီဒီယိုကြောင့်ပြန်တွေ့ကြမယ်။ကောက်လို့နေလေးလေးပဲထင်နေကြပါစေ။ Now I learn to say today. Yeah, yeah.